ဟာလန်ရဲ့ကိုပါဝင်နော်ဝေကိုတော့သုံးခုပြန်ရှုံးသွားခဲ့ရတဲ့နာမည်ကြီးထမင်းငယ်အီတလီဟာလန်ဦးဆောင်တဲ့နော်ဝေကတော့နာမည်ကြီးထမင်းငယ်အီတလီသင်းကိုအင်ကွဲမှသုံးခုပြန်တဲ့နိုင်ရရှိသွားခဲ့ပြီးဖြစ်ပါတယ်။ကပပလာချီစပွဲအုပ်စုစဉ်ပွဲစဉ်သုံးခုကစားခဲ့ရတာဖြစ်ပြီးအီတလီအတွက်ကတော့အခုနော်ဝေနဲ့ပွဲကောင်ပွဲဥထပ်ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ ပွဲဥထွက်ပွဲစဉ်မှာတင်ဟာလန်ပါဝင်တဲ့နော်ဝေကအီတလီကိုလုံးဝမလန်နိုင်အောင်အမုန်းတီးခဲ့တာကြောင့်ခန့်စင်အားကောင်းလာပါတယ်ဆိုပြီးနာမည်ကြီးတဲ့အီတလီလည်း၃ဂိုးပြတ်နဲ့အဆက်တကွဲရှုံးနေသွားခဲ့ရပါတယ်။ ဒီရှုံးပွဲကအီတလီတင်းနေရဲ့ခန်းစင်ပိုင်းဆွမ်းဆောင်ရေးကိုမေကွန်ထုတ်ချင်စရာကောင်းလာခဲ့ပြီဆိုတော့ကိုသတိပြနေတယ်လို့တော့ခန်းစားရပါတယ်။ပြီးခဲ့တဲ့ချန်ပီယံလိဖိုင်နယ်ပွဲစဉ်မှာလည်းအီတလီကလန်အင်တာမီလန်က PSG ကို9ဂိုးစီးရိုးနဲ့ဂိုးပြည့်ရှုံးနေကြရပြီးစက်တိုက်ဆိုသလိုပဲအီတလီလန်ရွေးစဉ်တင်းကြီးကပါနော်ဝေကို3ဂိုးစီးရိုးနဲ့ဂိုးပြတ်ထပ်မံရှုံးနေသွားကြရတာပါ။ဒီပွဲမှာအီတလီကနော်ဝေထပ်ပိုပြီးတာရဆလိုပေါလုံးပိုင်ဆိုင်မှုတစ်ခုတည်းသာရှိခဲ့ပြီးကျန်တဲ့ယာရီမှာတော့ဘာတစ်ခုမှတာစီမရခဲ့ပါဘူး။ နော်ဝေးရဲ့ခံစင်ကစားပုံကြောင့်လည်းအီတလီတို့ခတ်တွေ့ကြရပြီးတပွဲလုံးမှာဆိုရင်ဂိုးပေါက်ထက်ကန်းချက်ကတစ်ချိန်မဲရှိခဲ့တဲ့အတင်းရုပ်ပေါင်းလုံးကြတာဖြစ်ပါတယ်။နော်ဝေးတွက်နိုင်ကိုရီကိုတော့ပထမပိုင်းမှာကလေးကသွင်းယူခဲ့ကြတာဖြစ်ပြီးမန်စီးတီးတိုက်စင်မှုဟာလန်ကလည်းပွဲချိန်52မိနစ်မှာတတိယမြောက်ပွဲသိန်းကိုကိုသွင်းယူပေးခဲ့ကကလပ်ကပဖလားတွင်အဆင့်သင့်ဖြစ်နေပြီဆိုတော့ကိုသက်တည်ပြလိုက်ပါတယ်။